အဲ့လိုစိတ်အခမ်းအနှံ့ဖြစ်သွားတဲ့အခါမှာလူဟာဆွဆွဲတက်လာတယ်။မမှန်ကမကန်နေပြောဆိုတက်လာတယ်တဲ့။အဲ့ဒါမမှန်မကန်ပြောဆိုမှုကကြီးမားတဲ့အပြစ်တစ်ခုကျွလွန်ရရောက်သွားတယ်။အခုဦးဇင်းလူတွေတရားရဖို့အတွက်ကိုလုံးဝပူဖို့မပူတာ။တစ်ခါနဲ့နောက်ဆုံးနားလည်အောင်ပြောရဟန္တာဖြစ်တဲ့ဒီကိုဦးဇင်းလုံမင်းနိုင်တယ်နောက်ဆုံးစေ။ဆွေရောက်တွေးတွေးလာတာပေါ့နော်။အထင်ကြီးလုံးလေးစားလုံးရောက်ပို့ပို့ပြီးတော့ လွယ်မားတဲ့အတွေ့အတွေတွေ့လာတာဒီမုထပတ္တနော blind faith ဆိုအဲ့ဒါပြောမုထပတ္တနာဘာမှအကြောင်းပြ မပြနိုင်မဲနဲ့အယမ်းမဲ့မျက်ကန်းချီညိုမှုမျိုးတွေကိုဖြစ်လာဖြစ်လာစေတယ်တရားတရားကောင်းလွန်အားကြည့်ပြီးအသိဉာဏ်အားနယ်လို့ရှိရင်မျက်ကန်းချီညိုမှု blind faith ဆိုဖြစ်လာ blind faith ဖြစ်လာပြီးဆိုရင်ဟုတ်ဟုတ်မဟုတ်ဟုတ်ဘာပဲဖြစ်ဖြစ်အကုန်လုံးစွတ်ပြီးတော့လက်ခံတော့တာပဲ အဲ့ဒီစွန့်လက္ခဏာကိုမမမကန်လက္ခဏာကိုဒုက္ခိတလို့ခေါ်တယ်။မမယွင်လက္ခဏာမှုတွေဖြစ်လာတယ်။အယူဆတွေလွဲမှားလာတယ်။အဲ့လိုလွဲမှားလာသည့်အတွက်ကြောင့်သူဟာလည်းပဲလွဲမှားပြောဆိုခြင်းဟာလည်းပဲဆွဆွဲခြင်းတစ်မျိုးပဲတဲ့။ဒါလည်းဆွဆွဲရရောက်တယ်။နော်။အမှန်တရားကိုမျက်ပြပြုလိုက်လို့ရှိရင်ဆွဆွဲရရောက်သွားတယ်အဲ့ဒါကြောင့်။ဆွဆွဲရရောက်သွားလို့ရှိရင်မမမကန်ပြောဆိုခြင်းပဲဖြစ်သွားတယ်။ သူပြောသည်ဗျာစကားတွေကအမှားဖြစ်ကျပရိသတ်မဟုတ်ဘူးအစားပါလေမူလနဲ့ကြပါလေဝိစာနဲ့စားအဝိစာနဲ့တဏ္ဍာအဲဒါတဏ္ဍာကအဝိစာလားဝိစာကတဏ္ဍာလားအဝိစာကတဏ္ဍာအဲ့တော့နှလုံးထည့်နေတာသူကပါဠိလိုသုံးတော့ပြန်ပြောရမယ်နော်လောကီလိုသုံးတော့တဏ္ဍာ စ္စာနဲ့တုံးတော့အဝိစာအဝိစာဆိုတော့ဘာမှမသိပါဆိုတော့တဏှာလို့တက်ပြရတာအဓိကဒီတဏှာကြီးပါပြရတယ်အဝိစာမှန်ကိုမသိလို့အမှန်ကိုမသိခြင်းကိုတဏှာလို့ခေါ်တာအဲ့ဒါကိုမူလနာပြပါလားဆိုတော့အဝိစာနဲ့တဏှာလို့ခေါ်တာဝိချောက်ကြည့်ပြီးနော်ပြောတာတော့ဘုရားကြည်ညိုတဲ့အနေနဲ့ပြောတာအကြည်ညိုလွန်ပြီးတော့ပြောသမျှတွေကလွဲချော်နေဖြစ်ကုန်ဒါလည်းပဲမြတ်စွာဘုရားကိုဆွဆွဲရရောက်တယ်လို့ဒီသုတ်တမ္မာတိလို့ဟောတာလေဒါသတိထားစရာအချက်တွေပေါ့နော် တတိထားရမယ့်ချက်ဒီအဲ့ဒီတုတ်တံမှာအခုတန်ချက်ဒီလိုဟောထားပြီနောက်တုတ်တံတစ်ခုမှာတော့ဗာပြောထားတော့ဆိုယောသအဘတိတံအလပိတံတထာဂတိနမြတ်စွာဘုရား မဟောတဲ့ဇာကားတွေကိုမြတ်စွာဘုရားမဟောတဲ့အကြောင်းအရာတွေကိုဗာတိတံလပိတံတထာဂတိနာတိဒီပေတိမြတ်စွာဘုရားဟောတယ်လို့ သူကပြောဟောတယ်ပြောတယ်ဟောတယ်ရေးသားတယ်ဆိုရဲအလုပ်တွေလုပ်တယ်ဖះမဟောတာကို ဟောလုပ်ပြီးပြောရင်လည်းဆွဆွဲရရောက်တယ်တဲ့တော့ဒါကိုလူတွေကအပြစ်လို့ထင်ကြမှထင်တယ်ချုပ်ပုဂ္ဂိုလ်တွေကဖះမဟောပဲနဲ့ဖះကဟောပါတယ်ဆိုပြီးတော့ပြောတဲ့စကားဟာလည်းပဲဆွဆွဲရရောက်တယ်တဲ့ဒါလည်းအပြစ်ရှိတဲ့အရာတစ်ခုပဲ ဖရာမဟောတာကိုဟောလုပ်ပြီးပြောမယ်ဆိုလို့ရှိရင်လည်းဒါအပြစ်ပဲအဲ့တော့ကိုမသိလို့ရှိရင်ဖရာဟောလားမဟောလားမသိဘူးဆိုရင်မပြောနဲ့ပေါ့သူကတော့ဖရာမဟောတာကိုဟောလုပ်ပြီးတော့ပြောတယ်ဆိုပါစို့မကြခင်ကလည်းကြားလိုက်ကြားလိုက်ပဲထွားရနော်ဒါတွေကအနည်းဟို ဖရာမဟောတာကိုဖရာဟောတယ်လို့ဖရာနာမည်တက်ပြီးပြောမယ်ဆိုရင်တော့ဒါတော့ကိုကြည်မာတဲ့အပြစ်တစ်ခုပဲနော်သူတို့စဟောတယ်အခုလည်းဘယ်လိုဟောလဲဆိုရင်ဒီဆက်လေးတွေဟောတော့ဘုရင်တရားကိုနားမယ်ဆိုရင်ရိုးရိုးပဲနားတရားတရားနဲ့နားရင်တော့မအပေပိတ်ဒီမှာအဲ့လိုမျိုးဟောတရားဟောတယ်ဟောတယ်မှာကိုယ့်ရဲ့တရားပေါ်မှာကိုက100%အယုံကြည်မှုရှိတယ်ဒီမှာအဲ့လိုမျိုးလည်းဟောခဲ့တာပဲဟောတယ်ဟောတယ်နဲ့ဘုရင်ဟောလို့ရှိရင်အနည်းဆုံးခဏလေးပဲ၃နိုင်လောက်ကြာတယ်တတိယ၃ဘွဲ့လောက်ဟောတယ် ်ဒါပဲနဲ့ဟိုတခိုင်နဲ့မြိတ်ကြီးကြာပြီးတော့ငိုပြီးတော့ကြောက်ဝဲလူအများကြီးပဲရှိရတယ်ပါဗျာသူတို့ကတော့မထူးတမ်းဘူးသိတယ်ကုင်းရဲ့ဒီတရားရဲ့အတိတ်နဲ့ကိုကုင်းသိတယ်အဲ့တော့သူတို့ရဲ့ပါရမီရဲ့အတိတ်နဲ့ကိုလည်းသိတယ်သူရဲ့နှစ်ဖက်မြင်ဖြစ်တယ်နော်အဲ့တော့ဒီပေါ်မှာဥဒိတရားဟောတာကတော့ကုင်းရဲ့အမခံနေတာဟုတ်တယ်ရသော်ဗျာသောတာပန်ဖြစ်သွားရင်အပေမကြဘူးလို့ပဲဟောတယ် သို့သောငါသောတပံဖြစ်သွားပြီအရဲတော့လည်းဘာမှမဖြစ်တော့ဘူးမင်းကတော့ပုထုဆိုရင်မရှိသေးတယ်မတောင်းနဲ့အောင်ဆိုတဲ့အဆုံးမစကားမျိုးဖယံမောတာကိုဟောလုတ်ပြီးတော့ပြောတာမျိုးတွေလောကကြီးမှာဖြစ်ပေါ်လာတတ်တယ်စာပေရေးတဲ့အခါမှာဖယံဟောတာမဟုတ်ဘဲနဲ့ဖယံဟောပါလို့ထဲ့သွင်းရေးသားမယ်ဆိုရင်လည်းဆွဆွဲရရောက်တယ်ဒါလည်းသတိထားမယ်အချက်တစ်ခုနောက်တစ်ခုကတော့ ယောသဗာတိတံလပိတံတထာဂရိနအဗာတိတံအလပိတံတထာဂရိနာတိဒီပိတိမြတ်စွာဘုရားဟောတာကြတော့မဟောဘူးလို့ပြောပြတယ်ဥပမာပဲမြတ်စွာဘုရားကတောတဗံဖြစ်သွားရင်ဘယ်မကြဘူးလို့ဟောထားတာအဲ့ဒါကြတော့ဘုရားမဟောဘူးလို့ပြောပြတယ်ဘုရားဟောတာကိုတော့မဟောဘူးလို့ပြောတယ်မဟောတာကြတော့ဟောတယ်လို့ပြောတယ်ဒီနှစ်ယောက်စလုံးကမြတ်စွာဘုရားကိုဆွဆဲရရောက်ပါတယ်တ စွတ်စွဲရရောက်တယ်လို့ဒီတုတ်တံမှာဒီလိုဟောထားစွတ်စွဲပြောဆိုရရောက်တယ်ဒါဟာဖះကိုစွတ်စွဲရရောက်တယ်လို့သူဆိုတယ်နော်အဲ့တော့စွတ်စွဲရရောက်တာတွေကအမှန်တမ်းမှတိမ်မွေးတယ်စွတ်စွဲရရောက်တာတွေခုခေတ်ဆိုလို့ရှိရင်နာမည်ကြီးပုံမှန်ပါ66ခါချီခဏိခင်ဆိုလို့ရှိရင် အဲ့ဒါဆွဆွပြောဆိုမှုတွေကပြစ်ချီးတယ်မဟာပြစ်ချီးရှေးတာနဲ့ပြောတာနဲ့အတူတူပဲရှေးတာနဲ့ဒါမှမဟုတ် Facebook တွေကဆဲလဲဖရူတာဘာသာဖြစ်တယ် Facebook တွေကမမှန်မကန်ရေးလဲဖရူတာဘာသာဖြစ်တယ်ဖရူတာဘာသာဖြစ်တယ်မူတာဘာသာဖြစ်တယ်မမှန်မကန်ရေးမူတာဘာသာဖြစ်တယ်ဆဲရင်ဖရူတာဘာသာဖြစ်တယ်တယောက်နဲ့တယောက်မတိုက်အောင်မတည့်အောင် တပါတီနဲ့တပါတီမတက်အောင်ဂုံတိုက်လို့ရှိရင်ပြိတုနာဝါစာဖြစ်တယ်။အကျိုးမဲ့အလေးနတ်တော်စကားတွေကိုရေးမယ်ဆိုလို့ရှိရင်တမ္ပပလပါဖြစ်တယ်။ဟောအလိုလျောဇီဒုစရိုက်ကို ကျွလွန်မိတာဖြစ်နေတယ်လို့တတိထားရမယ့်အချက်တွေပေါ့နော်။အကျိုးမရှိဘဲနဲ့ဝဇီဒုစရိုက်ကိုကျွလွန်နေတာဖြစ်တယ်။ဒါကြောင့်မို့မမမကံပြောဆိုမှုဟာ တတိထားရမယ်မမှမကန်ပြောဆိုမှုများဆိုတာကိုအထုသတိထားတဲ့နဲ့ကိစ္စတစ်ခုပဲအထုသတိထားတဲ့ကိစ္စတစ်ခုပဲဒါကတုတ်တန်3ခုနဲ့ပတ်သက်ပြီးနောက်ထပ်တစ်ခါတုတ်တန်10ခုရှိသေးတယ်အတုံးလေးတွေပါတုတ်တန်10ခုရှိသေးတယ်အဲ့ဒါကြတော့ရသော်ဗျာကအဲ့လိုမမှမကန်ပြောဆိုမှုတွေချက် ဘာဖြစ်လဲလို့ဆိုတဲ့အခါမှာအဲ့ဒီမမမကန်ပြောဆိုရေးသားတဲ့ပုဂ္ဂိုလ်ဟာတဲ့အများအကျိုးမဲ့ဖြစ်အောင် အများဒုက္ခရောက်အောင်လုပ်ရရောက်တယ်အများအတွက်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူများစုအကျိုးမဲ့လွဲမားစွာနားလဲသွားရင်အကျိုးမဲ့ဖြစ်တာပဲလေလူတရားမမမကန်နားမလဲပဲနဲ့မမကန်နားလဲတာမဟုတ်ဘဲနဲ့လွဲမားနားလွယ်သွားရင်အဲ့ဒါကိုမြတ်စွာဘုရားဟောတာ တေဝိခွေဘဟုဇနအဟိတာယအများအတွက်အခြေအနေမကောင်းအောင်လုပ်တာဖြစ်တယ်ဘဟုဇနအတုခယအများဆင်းရဲဒုက္ခရောက်အောင် မချမ်းသာအောင်လုပ်ရရောက်တယ်ဘဟုနောဇနတအတ္တထာယအဟိတာယဘဟုနောဇနတအတ္တထာယအများပြည်သူ အကျိုးမဲ့ဖြစ်စေအောင်လုပ်ရရောက်တယ် အဟိတယဒုက္ခယဟိတဆိုတာအခြေအနေကောင်းတာကိုပြောတာအဟိတဆိုတာအခြေအနေဆိုးဝါးသွားစေတာဟိတဆိုတာအကြောင်းတရားကိုပြောတာဒုက္ခရခြင်းအကြောင်းကိုဟိတလို့ခေါ်တယ်ဒုက္ခဖြစ်စေတတ်တဲ့အကြောင်းကိုအဟိတလို့ခေါ်တယ်အခြေအနေဆိုးတာဆိုဥပမာရာသီဥရုမကောင်းမှုဆိုတာအခြေအနေတစ်ခုဆိုတာနော် ရေမြေမကောင်းမှုဆိုရင်စိုက်ပျိုးရေးအတွက်အခြေအနေမကောင်း။အယောင်းဝယ်မကောင်းမှုဆိုရင်စီးပွားရေးအတွက်အခြေအနေမကောင်း။ဒီလိုဆိုလိုတာ။လူတယောက်ကျန်းမာရေးမကောင်းမှုဆိုရင်လည်းပညာရေးလူမှုရေးလှုပ်ဆောင်မှုအတွက်အခြေအနေမကောင်းဘူးလို့ပြောရတယ်။မဟိတဆိုတာအခြေအနေကောင်းနေမှာဒုက္ခဆိုတဲ့ချမ်းသာကိုရနိုင်တာလို့ဒီလိုဆိုလိုတယ်။မြတ်စွာဘုရားကတရားဝါးတွေကိုကဲတင်တဲ့အခါမှာဟိတေဘောတဏိနာအခြေအနေကောင်းနေဖြစ်ပေါ်စေတယ် အဟိတာဇနေဟုတ်တနေနဲ့မကောင်းတဲ့အခြေအနေတွေကိုဖယ်ရှားပြစ်တယ်။အဲ့ဒီနည်းနဲ့သရဝါတွေကိုကဲတင်တာ။မိမိသားစုသားသမီးတွေကိုမိဘတွေကကြီးပွားတိုးတက်အောင်လည်းပဲအဲ့ဒီနည်းပဲလုပ်လို့ရတယ်။အုံဖွားလို့မန်းလို့မရဘူးလေ။ကိုသားသမီးကြီးပွားတိုးတက်စေချင်လို့ရှိရင်ဟိတာနဲ့ကုညီရမယ်။အဟိတာကနေရှောင်ခိုင်းရမယ်။ဆိုလိုတာကဒါမလုံးနဲ့ဒါလုံးဆို။ မလုံးတင်နာကိုရှောင်မှုနဲ့လုံးတင်နာလှုပ်ဖို့ဒီနှစ်ခုပဲလောကကြီးမှာလူတော်လူကောင်းဖြစ်ဖို့ထိတ်တန့်ရောက်ဖို့ဆိုတာမလုံးတင်နာမလှုပ်ဖို့လုံးတင်နာလှုပ်ဖို့ဒီနှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုနဲ့ပဲသွားတာဒါအမြဲတမ်းလက်တွေ့ကြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေ